မင်္ဂလာပါရှင်စူဇန်ရဲ့ Midnight Crime Channel ကနေကြိုဆိုလိုက်ပါရစေ။ဒီနေ့စူဇန်ပြောပြပေးမယ့် case တွေကတော့အသက်22နှစ်အရွယ် college ကျောင်းသူလေးသူရဲ့နာမည်က Jasmine Peace ။သူရဲ့မိသားစုဝင်တွေနဲ့ Thanksgiving dinner ပေါ့နော်ညစာကိုအတူတူစားဖို့ဆိုပြီးချိန်ထားတယ်။မိသားစုဝင်တွေအကုန်လုံးလည်းဖိတ်ထားတယ်ဘယ်နေရာမှာဘလို့စားကြမယ်စသဖြင့်အကုန်လုံးစီစဉ်ပြီးကမှအဲ့ဒီမတိုင်ခင်တရက်လောက်အလိုမှာမှ तू ကမလာနိုင်တော့ဘူး။ तू သူ့တငယ်ချင်းနေစီမှာပဲ။ တပတ်လောက်အေးဆေးဆေးသွားနေကြနေဆိုပြီးသူ့အမေကိုစားပူခဲ့တယ်ပေါ့နော်သူ့ရဲ့ Jasmine ရဲ့အဖွားကလောလောလတ်လတ်မှမှကင်ဆာရောဂါနဲ့တည်ဆုံးထားတာဖြစ်တဲ့ကြောင့်မလို့ဒီလိုမျိုးမိသားစုဝင်တွေနဲ့တွေ့ပြီးတော့သူ့အဖွားကိုတတိယစီမဲ့အကြောင်းအရာတွေကိစ္စတွေကိုရှောင်ကျင်တယ်လို့ပဲသူ့အမေကတွေးလိုက်တာပေါ့နော်တွေးပြီးတော့ okay ရတယ်သမီးဆိုပြီးတော့ပဲခွင့်ပြုလိုက်တယ် ်ပုံမှန်ဆိုလို့ရှိရင် Jasmine ကအများရန်မိသားစုတွေနဲ့စာရီပို့ပုံးနေပြောတတ်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီရက်ပိုင်းမှာတော့စာတော့ပို့တယ် Facebook မှာလည်း post စီတင်တာတော့တွေ့တယ်ဒါပေမဲ့အဲ့လိုမျိုးဖုန်းတော့ဘယ်သူမှမပြောပြကြဘူးဒါပေမဲ့အားလုံးကလည်းဒီလိုမျိုး holiday အချိန်ဆိုတဲ့အခါမှာအတီးတီးအလုရှုပ်နေတော့တိတ်ပြီးသတိမထားမိကြဘူးအဲ့လိုနဲ့ပဲ26ရက်နေ့6နာရီ52မိနစ်အချိန်လောက်မှကြာတော့ဒီလိုမျိုး Facebook မှာ post တခုတက်လာတယ်။သူကဘာရေးထားလဲဆိုလို့ရှိရင်ဒီ Thanksgiving မော်နော် holiday လေးကိုသူ့ရဲ့ baby ပေါ့နော်သူ့ရဲ့ချစ်ရသူနဲ့အချိန်ကုန်ဆုံးနေတယ်ဆိုပြီး ပုံလေးနှစ်ပုံတက်လာတယ်။အဲဒီပုံကိုစတွေ့တဲ့အခါမှာသူ့အမေကစပြီးသတိထားမိတယ်။ဆဆတန်သတိထားမိတာအားကြတော့ဘာဖြစ်လို့ပေါ့နော်ဒီလိုမျိုးအရန်ကိုပေါ်ပေါ်ချွတ်ချွတ်ဝစ်စုံကိုဝစ်ထားတာဒီလိုမျိုးပေါ့နော်အရန်ပေါ်ချွတ်တဲ့ဝစ်စုံကိုဆိုရှယ်မီဒီယာမှာတင်ရတာလဲဆိုပြီးသူ့အမေကသတိထားမိတာပေါ့နော်။ပုံမှန်ဆိုရင်ဂျက်စမင်ကဒီလိုမျိုးအဖို့အချွတ်ဝစ်စုံမျိုးကိုတိတ်ပြီးတင်လို့မရှိတဲ့သူ။ သူ့ရဲ့ယောက်ျားဖြစ်သူသူပြောတာပေါ့နော် Jasmine ကလည်းပေါ့နော်ဒီလိုမျိုးအာတင်ထားတဲ့ပုံမှာလုံးဝအဖို့အချွတ်ပုံစံဖြစ်နေတယ်ဆိုပြီးတင်တော့အဲ့ချိန်မှာမှသူ့အဖေကဒီဖုန်းကိုယူပြီးကြည့်လိုက်တဲ့အခါမှာသူ့အဖေသတိထားမိတာကတခြားအရာတစ်ခုဖြစ်နေတယ်အဲ့ဒါကဘာလဲဆိုရင်သူ့ သမီးလောလောလတ်လတ်ပြီးခဲ့တဲ့လအနှင်းကရမှာထိုးထားတဲ့ဒီလက်မောင်းပေါ်ကတက်တူအကြီးဟာအဲ့ဒီပုံမှာပါမနေဘူးသဘောကဒီပုံဟာဒီနေ့မှာသူတို့ရိုက်ထားတဲ့ပုံမဟုတ်ပဲနဲ့လွန်ခဲ့တဲ့လအနှင်းငယ်တက်တူမထိုးခင်ကရိုက်ထားတဲ့ပုံဆိုတာကိုသတိထားမိတယ်အဲ့တော့ထူးဆန်းနေပေါ်တော့ဘာဖြစ်လို့သူ့သမီးကတကယ်ဒီနေ့ဒီအချိန်မှာသူ့ချစ်သူတွေနဲ့အချိန်ဖြုန်းနေတယ်ဆိုရင်ဒီလိုမျိုးလွန်ခဲ့တဲ့2လ3လလောက်ကရိုက်ထားတဲ့ပုံအဟောင်းနဲ့ post တင်ရမှာလဲဘာလို့လောလောလတ်လတ်ရိုက်ထားတဲ့ပုံနဲ့ post မတင်ရတာလဲဆိုပြီးစပြီးတော့အတွေးဝင်တာပေါ့နော်အဲ့တော့ ိမတွေဟာသူသွားအိမ်မယ်သွားပြီးတော့နေမယ်တပတ်လောက်သွားနေမယ်ဆိုတော့သူရဲ့တငယ်ချင်း MRA ကိုဖုန်းဆက်ပြီးတော့မေးခဲ့တယ်။ MR Jasmine နဲ့အတူတူရှိနေလားလို့မေးတော့ Jasmine MR နော် Jasmine ကလည်းတူတူရှိနေပါဘူးလို့ပြောတယ်။အဲ့ဒါနဲ့တခြားတငယ်ချင်းတွေကိုသူတို့တိတိလောက်ဖုန်းဆက်မေးကြည့်တော့လေအာ Jasmine စီကနေစာရေးတော့ပို့တယ်ဒါပေမဲ့ဖုန်းတော့ဘယ်သူမှမပြောမိဘူးဒီရက်ပိုင်းမှာဆိုပြီးပြောတယ်။အဲ့တော့ Jasmine နဲ့လောလောလတ်လတ်ဒီရက်ပိုင်းအတွင်းမှာဖုန်းပြောခဲ့တဲ့သူတယောက်မှမရှိဘူးဖြစ်နေတယ်။အဲ့တော့မိဘရဲ့အဆာပြီးစိတ်ပူလာပြီ။အဲ့ချိန်မှာသူ့သမီးကိုဖုန်းခေါ်တော့လေသူ့သမီးဖုန်းကမကင်ဘူးပေါ့နော်။လုံးဝမကင်ဘူးဖုန်းပိတ်ထားတယ်။အဲ့လိုဖြစ်တဲ့အခါမှာသူကစိတ်ကတော်တော်ကြီးကိုပူလာကြပြီ။ Jasmine မောင်းတဲ့ကားမှာသူ့အမေကဒီလို GPS တက်ထားရတယ်ပေါ့နော်အဲ့တော့ဒီ GPS ကနေပြီးတော့ location ကိုထောက်ကြည့်တဲ့အခါမှာသူ့ရဲ့ကားဟာဒီလိုမျိုးသူတို့မျိုးရဲ့ condominium တစ်ခုရဲ့အရှိနာမှာရပ်ထားတယ်ဆိုတာကိုပြသနေတယ်အဲ့လိုပြသပြသနေတယ်ပေါ့နော်အဲ့တော့အဲ့ဒီည26ရက်နေ့မှာပဲသူနဲ့သူ့ယောက်ျားနဲ့ဟာ GPS ထဲမှာပြရတဲ့ location စီကိုရောက်သွားခဲ့ကြတယ်အဲ့လိုသွားတယ်သွားပြီးတော့အဲ့ condominium မှာရှိတဲ့အခန်းတွေအားလုံးပေါ့နော်ဒီ condo ကလည်းအကြီးမဟုတ်ဘူးပေါ့နော်အသေးလေးဆိုတော့အဲ့ဒီ condo မှာရှိသမျှအခန်းတွေအားလုံးကို သူတကားလိုက်ခောက်ပြီးတော့အခန်းတိုင်းကိုသူ့တမီးကိုတိလားသူ့တမီးများဒီမှာတဲနေလားအစသဖြင့်သူတို့ရဲ့ကားရဲ့ location GPS ကဒီနေရာကိုပြနေလို့ပါဆိုပြီးတော့လိုက်ပြီးတော့ခောက်တယ်။ဘယ်အိမ်ကမှသူ့တမီး ကိုတိတဲ့သူမရှိဘူးဒီ condominium ရဲ့ security တွေကိုသူကသွားပြီးပြောရယ်ပေါ့နော်ဒီမှာငါသမီးရဲ့ကားနင်တို့ကား parking မှာရပ်ထားတွေ့ရတယ်ဒါပေမဲ့ဘယ်အခန်းမှာမှငါသမီးကတဲမနေဘူးအဲ့တော့ငါတို့ကို CCTV record လေးပြပါဆိုပြီးပြောရယ်အစပိုင်းမှာတော့ဒီ security ကလုံးဝပြလို့မရဘူးပေါ့နော်ဒါရဲတွေဘာတွေမှတောင်းဆိုမှသာပြလို့ရမယ်ဆိုပြီးတော့အကြောက်အကဲညင်းတယ်ဒါပေမဲ့လည်း Jasmine ရဲ့မိဘတွေဟာဟိုအတနာခံတယ်ပေါ့နော်တောင်းပန်ပါတယ်ဒီအချိန်ကိုလည်းအကြာကြီးမကြည့်ပါဘူးပေါ့နော်ဒီတနေ့လုံးလည်းမကြည့်ပါဘူးပေါ့ဒီသူ့သမီးဒီ ီမှာပြနေတဲ့အချိန် location လေးကိုပဲကြည့်မှာပါဆိုဒီ condo ရွေးလာတဲ့အချိန်လေးကိုပဲကြည့်ဖို့တောင်းဆိုခဲ့တယ်။နောက်ဆုံးမှာ security ကလည်း9မိနစ်လောက်ပဲကြည့်မှာဖြစ်တဲ့ကြောင့်မို့သူတို့ကပြခဲ့တယ်။ပြတဲ့အခါမှာသူတို့မြင်ရတာသူသမီးရဲ့ကားအဖြူဟာဒီဘောနော SUV ကားအဖြူဟာသူတို့ကား parking နဲ့ဝင်လာတယ်ဖြတ်ပြီးတော့မောင်းသွားတယ်ဆိုတာကိုမြင်လိုက်ရတယ်ပေါ့နော်ဒီ CCTV မှာဖြတ်ပြီးဝင်လာပြီးတော့ဖြတ်မောင်းသွားတဲ့ဟာလေးကိုမြင်လိုက်ရတဲ့အကြောင်းမလို့သူ့သမီးရဲ့ကားဟာဒီနေရာကိုတကယ်ရောက်လာခဲ့တယ်ဆိုတာကိုသိကြသွားပြီ ဒါပေမဲ့ဘယ်အိမ်မှာမှသူ့သမီးကိုရှာမတွေ့ဘူးပေါ့နော်အဲ့တော့အဲ့တော့တို့ကအိမ်ဒီမှာအိမ်ပြန်သွားတယ်အိမ်ပြန်သွားပြီးတို့စဉ်းစားရပေါ့နော်ဘာဘလို့ဆက်သွဲရမလဲသူသမီးကိုဘလို့ရှားရမလဲလို့စဉ်းစားရတယ်သူသမီးပို့ထားတဲ့စာတွေကိုလည်းအကုန်ပြန်ကြည့်တယ်အဲ့လိုကြည့်တဲ့အခါမှာမှ 3ရက်နေတကယ်ကိုမနေ့အစောကြီးပေါ့နော်မနေ့2နာရီ18မိနစ်လောက်မှာမှသူ့တမယာသူ့စီကို message တစ်ခုဝင်ထားတယ်အဲ့ message ကအမေရဘာရင်ညာရေးစသဖြင့်စာရေးပို့ထားတာမဟုတ်ဘဲနဲ့အဲ့ဒီအချိန်မှာသူ့တမီရှိနေတဲ့ location ကိုပို့ထားတယ် pin point ပို့ထားတာဖြစ်တယ်ပေါ့နော်အဲ့ဒီအချိန်မှာအဲ့ဒီပို့တဲ့နေတော့ကသူကလည်းအိတ်ပျော်နေတယ်နောက်ပြီးတော့ no လာ no လာတော့လေသူ့တမီကလို့စာရေးဘာတွေပို့ထားတာမဟုတ်ဘဲနဲ့ pin point လေးပဲပို့ထားတာဆိုတော့သူတို့စိတ်ထဲမှာဘာမှအရေးမကြီးရဲ့ဟာဒါမှမဟုတ်လေသူ့တမီကတကူကူမှားပြီးတော့နှိမ့်မိတယ်လို့ပဲ ထင်ပြီးတော့ဒါကိုလစ်လူရှူထားတယ်ဒါပေမဲ့အခုသူ့သမီးပြောင်းနေပြီဆိုတာကိုသိကြတော့မှသူတို့ကဒီ pin point ကိုဖွင့်ပြီးတော့ကြည့်လိုက်တဲ့အခါမှာတခြား condominium အသေးလေးတစ်ခုစီကိုညွန်ပြနေတယ်အဲ့တော့အဲ့ဒီနေ့မှာဆိုရင်28ရက်နေ့ဖြစ်သွားပြီပေါ့နော်အဲ့တော့သူတို့ဟာရဲတွေကိုလည်း အကြောင်းကြားခဲ့တယ်သူတို့သမီးပို့ထားတဲ့ဒီ pin location နေရာကိုသူတို့သွားမယ်ရဲတွေကလည်းလာခဲ့ပါဆိုပြီးပြောတယ်အဲ့တော့အဲ့ဒီနေရာကိုရဲတွေရော Jasmine ရဲ့မိဘတွေရောရောက်သွားတယ်အဲ့ဒီနေ့မနက်မှာတင် Jasmine ရဲ့ဖုန်းဟာဒီလိုပေါ့နော်ဒီဖုန်းကုမ္ပဏီကနေပြီးတော့သူတို့မိသားစုလိုက် package နဲ့ဝယ်ထားတာအဲ့တော့ဖုန်းပိုင်ရှင်ရဲ့နာမည်ဟာသူတို့ရဲ့အမေတွေအဖေတွေရဲ့နာမည်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီ Jasmine သုံးနေတဲ့ဖုန်းနံပါတ်နဲ့ခေါ်ထားတဲ့ list ကို ထုတ်လို့ရခဲ့တယ်အဲ့တော့သူကရဲတွေရဲ့အရှိမပဲ ဖုန်းနံပါတ်ပေါ့နော် Jasmine ဖုန်းကနေပြီးနောက်ဆုံးခေါ်ဆိုမှုလုပ်ထားတဲ့မှတ်တမ်းတွေအကုန်လုံးဖုန်းခေါ်ပြီးတယောက်ချင်းစီကိုဖုန်းခေါ်ပြီးတော့မေးခဲ့တယ် Jasmine ကိုတိလား Jasmine နဲ့တွေ့နေလား Jasmine နဲ့ရှိနေလားဆိုပြီးမေးခဲ့တယ်နော်အဲ့လိုမေးတဲ့အချိန်မှာအတော်တော်များများလည်းသူငယ်ချင်းတွေဖြစ်ပြီးတော့သူတို့နဲ့တူတူမရှိဘူးသူတို့နဲ့မစကားမပြောဖြစ်တာကြာပြီးလို့ဖြေဖြေခဲ့တယ်ပေါ့နော်ဒါပေမဲ့တယောက်တော့သူကတော့ထူးထူးဆန်းဆန်းဒီလိုမျိုးပို့ပြီးတော့သတိထားမိတယ်သူနဲ့ Jasmine နဲ့ဟာမိနစ်80ကျော်ဖုန်းပြောထားတယ်ဆိုတော့ record ကိုတွေ့ရတယ်ဒီဖုန်းနံပါတ်ကိုဖုန်းဆက်မိလ ိုက်တဲ့အခါမှာအဲ့ဒီဖုန်းပိုင်ရှင်ဟာ Jason Chan လို့ခေါ်တဲ့တရုတ်လူမျိုးကောင်းလေးတစ်ယောက်ဖြစ်တယ်။ Jason Chan ကိုမေးတာပေါ့နော်။နင်ကဘာတူလဲ Jasmine နဲ့ဘယ်လိုပတ်သက်လဲ။ငါတို့ Jasmine ပျောက်နေလို့ပါလို့ပြောတဲ့အခါမှာ "तू က Jasmine ကငါ့ရဲ့ရီးစားပါ"လို့ပြောတယ်။ပြီးတော့ "तू နဲ့ Jasmine နဲ့က16ရက်နေရမှာနောက်ဆုံးတွေ့ပစ်ခဲ့ပြီ။22ရက်နေမှာတော့ငါတို့ဖုန်းကိုမိနစ်ပိုင်းလောက်ပဲပြောဖြစ်တယ်"လို့ပြောတယ်။အဲ့ဒီအချိန်မှာ Jason မသိတာက ဒီမိဘတွေဟာဒီလိုမျိုးဖုန်း record ကိုဖုန်းကုမ္ပဏီကနေထုတ်ထားတာမို့လို့သူတို့ဘယ်နှမိနစ်ပြောခဲ့တယ်စသဖြင့်ဘယ်အချိန်ကပြောခဲ့တယ်အတိအကျမိဘတွေမှာ information ရှိတယ်ဆိုတော့သူကမသိတော့သူကလိန်လိုက်သူလိုဖြစ်သွားတာပေါ့နော်အဲ့ဒီအချိန်မှာမိဘတွေကဖုန်းခေါ်တာကရဲတွေအရှိမှာပဲခေါ်တာဖြစ်တဲ့တကြောင်ရဲတွေကိုပြပြတယ်ဒါကအရန်စိုးရိမ်ပွဲဒါကအရန်တန်နေရရှိပွဲဖြစ်တယ် Jason ဆိုတဲ့ကောင်လေးဟာတကယ်လည်းဒီမှာ record အရာမိနစ်80ကျော်ဖုန်းပြောထားတာကိုအခုမိနစ်ပိုင်းပဲပြောရည်လို့ပြောရတယ်ပြီးတော့နောက်တစ်ချက်ကလည်း ဒီပေါ့နော်ရီးစားဖြစ်တယ်ဆိုပြီးတော့ငါသမီးပြောင်းနေပါလေလို့သူ့ကိုပြောတဲ့အချိန်မှာသူ့အစီအရထူးထူးခြားခြားစိတ်ပူတယ်ပူပန်တဲ့အရေးရောင်လုံးဝမတွေ့ရဘူးဒါဟာအရင်တနေရရှိစရာဖြစ်တယ်ပေါ့နော်ပြီးတော့ပြောပြရပါတော့ငါတို့အခုငါသမီးဟာ23ရက်နေမနေ့အစောကြီးတော့ပို့ထားတဲ့ location ကဒီနေရာမှုလို့ငါနင်တို့ကိုဒီကိုခေါ်တာငါတို့ပြောတယ်ပြောတဲ့အခါမှာရဲတွေကသူတို့ကပြောလဲဆိုလို့ရှိရင်အချက်လက်တွေယူသွားတယ်ဒီဖုန်းမှာ message ပို့ထားတာပဲအချင်း location ပါညာဆိုတာယူသွားပြီးတော့ရဲတွေကသူတို့ပြန်သွားခဲ့တယ် တကယ်တမ်းရဲတွေအကြောင်းလဲဒီလိုမျိုးလူအမှုဟာဘာမှခက်ခိုင်မမာတက်တည်မရှိသေးဘူး dead body လည်းမရှိသေးဘူးဘာမှမရှိသေးတဲ့တကြောင်မလို့လူတယောက်ရဲ့အိမ်ကိုဒီတိုင်းပဲတကားဖွင့်ပြီးဝင်စစ်လို့မရတော့သူတို့ဟာသူတို့လောက်ကမဲ့ procedure အတိုင်းဒီအခန်းကိုဝင်ဝင်ပြီးတော့စစ်ဆေးဖို့ ဂျေစနေလားမနေလားဒီတိုက်ရဲ့ information တွေယူဖို့အတွက်ကိုသူတို့ကသူတို့ရဲ့စကမ်းမှာပြန်ပြီးတော့ဒီလိုပေါ့နော်စားရစံရည်လောက်ကမှာပေါ့ဒါပေမဲ့ Jasmine ရဲ့အမေနဲ့အဖေအားကြောင့်လုံးဝစိတ်မရှိဘူးစိတ်မရှိတဲ့အဖြစ်ကိုရဲတွေဟာသူ့သမီးကိုတွေးအောင်ရှာဖို့ကိုစိတ်အားထက်သန်နေတဲ့ပုံမပေါက်ဘူးလို့ခံစားရတဲ့အကြောင်းမလို့သူတို့လင်မယားနှစ်ယောက်ကပဲအဲ့ဒီတိုက်မှာရှိသမျှအခန်းတိုင်းကိုတကားခောက်ပြီးတော့ Jasmine ကို Jasmine ကိုတိလား Jasmine ကိုရှိလားစသဖြင့်လိုက်မိတယ်အဲ့လိုမိတဲ့အခါမှာအခန်းတိုင်းကတကားဖွင့်နေအခန်းခန်းတစ်ခန်းနဲ့ကပဲလုံးဝတကားဖွင့်မလာခဲ့ဘူးပေါ့နော် ော့အဲ့အခန်းနံပါတ်ကအခန်းနံပါတ်230ဖြစ်ပါတယ်။အော်တခြားအခန်းတွေကိုလည်းမေးတယ်ပေါ့မေးတဲ့အခါမှာအိမ်ကြီးညာလောက်ကတော့နည်းနည်းအလိုရန်ဖြစ်တဲ့အတန်တွေပါတယ်ကြားတယ်အဲ့ဒီအခန်းဘက်ကအခန်းနံပါတ်230ဘက်မှာညာဘက်ကြီးအဲရန်ဖြစ်တန်နေ order ဟင့်တန်နေကြားတယ်ဆိုတဲ့ဟာပါကြားတယ်အဲ့ခါမှာမိဘနှစ်ယောက်ကပူပြီးစိတ်ပူတယ်ဒီအခန်းတစ်ခန်းနဲ့ရပဲတကားမဟုတ်ခွင့်တာသူ့သမီးပို့လိုက်တဲ့ pin location ကလည်းဒီတိုက်ပဲအခုရန်ဖြစ်တယ်လို့လည်းကြားတယ်ပြန်ဖြစ်တယ်လို့ပြောတဲ့အချိန်ပြောတဲ့နေ့ဟာလည်းသူ့သမီး pin ပို့ထားတဲ့ ပင် location ပို့ထားရတဲ့အရန်တိုက်ဆိုင်နေတော့သူတို့လင်မယားနှစ်ယောက်ကဒီအခန်းကိုရဲရဲလာတာကိုမဆောင်တော့ဘူးပေါ့နော်ရဲရဲကဘယ်တော့မှလဲလာမှလဲလည်းမသိဘူးပြန်ရောလာမှလားပေါ့နော်မသိဘူးသူတို့စိတ်ထဲမှာသူတို့တမီကိုဒီထဲမှာဖန်းစီချုံနောင်ထားရလို့ထင်တော့ဒီအခန်းတကားကိုသူတို့ဟာဒီလိုမျိုးတနီးနီးနဲ့ ဖွင့်ပြီးတော့ဝင်သွားခဲ့တယ်။စူဇန်တို့မသိရတာကသူတို့ဒီအခန်းတကားကိုရိုက်ချိုးပြီးဝင်သွားတာလား။ဒါမှမဟုတ်ရှေ့ဒီအခန်းရဲ့အာဘောနော security တွေဘာတွေရပဲဒီအခန်း management ကပဲတော်နေဖွင့်ပေးလိုက်တာလားဒါမှမဟုတ်လို့ရှိရင်အခန်းတကားကငကိုရဲက lock မခတ်ပေးနဲ့ထားခဲ့ရလားတော့စလုံးမသိဘူးပေါ့နော်ဒါပေမဲ့ ဒီအမေနဲ့ဒီဟာအခန်းထဲဝင်သွားတယ်ဝင်သွားတဲ့အခါမှာအဲ့ဒီအခန်းလေးဟာအခန်းတစ်ခန်းပဲပါတယ်ဝင်ဝင်ချင်းမှဆိုရင်အခန်းကိုတွေ့ရပြီးတော့မိဖို့ချောင်းနဲ့အခန်းထဲကတစ်ဆက်တည်း open kitchen ပုံစံပေါ့နော်ပြီးလဲပြီးတော့အခန်းကနေလှမ်းကြည့်လိုက်ရင်ဟိုအခန်းရှိတဲ့နေရာကိုတန်းပြီးတော့မြင်နေရတယ်အဲ့တော့ဒီမိဘနှစ်ယောက်ကဒီအခန်းကိုသူတို့ လိုက်ကြည့်တာပေါ့နော်ပတ်ကြည့်ရဲအန်ဆွဲတွေဖွင့်ကြည့်ရဲမိဖို့ချောင်းရဲ့ဒီလိုစပွဲပေါ်မှာဆိုလို့ရှိရင်ဒီလိုမျိုး88တွေ့ရဲပေါ့နော်88ကိုသူ့အမေဖြစ်သူကမှတ်နေတယ်ဒါဟာ Jasmine Kainija ဒီလိုမျိုးလွယ်8အဲ့တော့ သူ့အဖေကလည်းအန်ဇွဲကိုဖွင့်လိုက်တဲ့အခါမှာအန်ဇွဲထဲမှာသူ့သမီးရဲ့ဒီလိုမျိုး driver driving license ပေါ့နော်ရင်မောင်း license credit card အဲ့ဒီအပြင်ကိုထားပါတော့ကွာဟို member card ဒီ member card စသဖြင့်ကတ်တွေအကုန်လုံးသူ့သမီးနာမည်နဲ့ကတ်တွေကိုတွေ့ရတယ်တွေ့ရတဲ့အခါမှာဒါတေချာသွားပြီသူ့သမီးကတခုခုဒုက္ခရောက်နေပြီဒုက္ခရောက်နေလို့ဒါသူ့သမီးရဲ့ဒီလိုမျိုးပေါ့နော်ကိုနဲ့မကွာဆောင်ထားတတ်တဲ့ဖြစ်စီတွေဟာဒီအိမ်မှာကျန်နေတာဒီအိမ်မှာဘသူလဲဘသူမှလည်းရှိမနေဘူးနောက်ပြီးတော့လေထားပါတော့နော်တေဆုံးနေတဲ့ခန္ဓာကိုယ်ဖြစ်ဖြစ် နေထိုင်နေတဲ့သူဖြစ်ဖြစ်ဘယ်သူမှမတွေ့ရအောင်အဲ့တော့သူ့အမေကအရန်ကိုစိတ်ပူတယ်ရဲတို့ထပ်ပြီးဖုန်းဆက်တယ်ဖုန်းဆက်တော့ရဲတွေကခဏလေးငါတို့ဒီမှာဒီတိုင်းဝင်ရှာလို့မရဘူးတကယ်နဲ့နင်တို့လည်းဒီလိုဝင်ရှာလို့မရဘူးပေါ့နော်ငါတို့ warrant ယူနေပြီး warrant ရတာနဲ့လာခဲ့မယ်လို့ပြောတယ်အမေနဲ့အဖေကလုံးဝစိတ်ကမရှိဘူးမရှိတဲ့အခါမှာအဲ့အခန်းကိုနောက်တစ်ခါပြန်ဝင်တယ်ဝင်ပြီးတဲ့အခါမှာဒီအခန်းထဲမှာရှိတဲ့ဖုန်းတို့ iPad တို့စာအုပ်တို့ဖုန်းကင်မရာတို့စသဖြင့်အဲ့အရာတွေကိုသူကသူတို့ သူကသူတို့စစ်ဆေးမယ်ဆိုပြီးတော့ဘုံတဘုံနဲ့ထည့်ပြီးသူကယူလာတယ်။အဲ့လိုယူလာပြီးတော့သူတို့ဒီပေါ်တော့ယူလိုက်တယ်ယူလိုက်ပြီးတော့ကားပေါ်တင်ထားတယ်ကားပေါ်တင်ထားပြီးတဲ့အခါမှာသူတို့ဒီတိုက်ရဲ့ပတ်ဝန်းကျင်ကိုလိုက်ပြီးတော့လေ့လာတယ်။ဒီတိုက်ကလူတွေပစ္စည်းအမိုက်တွေဆွန့်ပစ်တဲ့အမိုက်ကန်နေရာကိုသွားတယ်။သွားပြီးတဲ့အခါမှာဒီလိုပေါ်တော့ဒီခန္ဓာကိုယ်ပဲဖြစ်ဖြစ်တခုခုဖြစ်ဖြစ်ဆွန့်ပစ်ထားမလားဆိုပြီးသွားကြည့်တယ်။ကြည့်တော့လည်းအဲ့လိုမျိုးတွေမတွေ့ဘူး။အဲ့လိုနဲ့ပဲသူတို့ကအဲ့ အိမ်နားမှာပဲစောင့်ပြီးရဲရီလာမအောင်စောင့်နေတဲ့အချိန်မှာမဖြစ်လဲဆိုတော့ရဲရီဟာည7နာရီလောက်ကြာမှသူတို့ဝရန်ကရသွားပြီပေါ့နော်ရှာဖွေရေးဝရန်ကရသွားပြီးတဲ့အခါမှာပြောင်းလာတယ်ပြောင်းလာတော့သူတို့ကစစ်စီတယ်ရဲမျိုးရဲရီဟာစစ်စီတဲ့အခါမှာရရိုးလူတွေရဲ့အမြင်ထက်သူတို့ရဲ့အမြင်ကပိုပြီးတော့တိကျပြတ်သားတယ်ပေါ့နော်သူတို့ဒီအိမ်ရဲ့ဒီလိုနန်းရဲ့ အင်းရဲ့နယံလိုနေရာတွေမိကလုတ်လိုနေရာတွေဒါမှမဟုတ်ရှင်ကော်စောလိုနေရာတွေမှာဒီလိုသွေးစာသွေးနာလေးကြံခဲ့တာတွေ့ရတယ်။နောက်ပြီးတော့လေဒီအိမ်မှာဒီလိုမျိုးပေါ့နော်ချွတ်စေးအနံ့နေချွတ်စေးပလင်းနေတန့်ရှင်းလုတ်တဲ့ပစ္စည်းတွေဟာလိုအပ်တာထက်ရှိတင်ရှိတတ်တဲ့ပမာဏထက်များများဆဆရှိတာကိုလည်းတွေ့ရတယ်ပေါ့နော်။အဲ့တော့သူတို့ဟာ forensic team ကိုခေါ်ပြီးတော့ဒီအိမ်ကိုစစ်ဆေးဖို့လုပ်တယ်။တကယ်လဲစစ်ဆေးတဲ့အခါမှာလည်းတကယ်ကိုဒီလိုမျိုးပေါ်စောပေါ်မာတွေနောက်ပြီးလို့ရှင်နယံပေါ်မာတွေနောက်ပြီးလို့ရှိရင်ဒီလိုမျိုး ရေချိုးကန်းထဲမှာဆိုလို့ရှိရင်ဆိုတော့ကြွေပြားဆိုရင်ကြွေပြားရဲ့ခြားထဲမှာဒီလိုမျိုးဟို အလိုင်းချောင်းလေးရရှိအဲ့လိုင်းချောင်းလေးတွေထဲမှာသွေးတွေဟာဝင်ပြီးတော့ဒီလိုမျိုးစွန်းနေတဲ့ဟာလေးတွေရှိတယ်ပေါ့နော်အဲ့ဟာလေးအကုန်လုံးကိုရဲတွေရော deforensic team ကရောရရှိခဲ့တယ်အဲ့ဒီအပြင်ကိုဒီရဲ့နေရာတွေမှာသွေးစွန်းထားလားမစွန်းထားလားဆိုတာကိုပုံမှန်မျက်စိနဲ့မမြင်နိုင်ပေမဲ့လည်းအရေးတစ်ခုဖျန်းလိုက်ပြီးသူတို့ဒီလိုမျိုးအပြာရောင်မီးထွန်းလိုက်လို့ရှိရင်တော့ဒီသွေးကွက်တွေကိုမြင်ရတယ်ပေါ့နော်အဲ့လိုအရေးကိုဖျန်းပြီးတော့မီးထွန်းလိုက်တဲ့အချိန်မှာဆိုရင်အဲ့ဒီ hallway ပေါ့နော်ဒီဘယ်လိုပြောမလဲအဲ့ခန်းနဲ့အိတ်ခန်းနဲ့သွားတဲ့လမ်း ်ချောက်လန်းလေးမှာဆိုလို့ရှိရင်ဒီလူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကိုယ်ကိုယ်လေးရှိနေတဲ့ပုံစံသွေးတွေစွန်းနေတဲ့အကွက်လိုက်ကြီးပေါ်လာတယ်။အဲ့တော့အခုချိန်မှာဆိုလို့ရှိရင် Jasmine ရဲ့လူပြောင်းမှုကနေပြီး Jasmine ရဲ့လူသက်မှုကိုပြောင်းလဲပြီးတော့ရှာဖွေရတာဖြစ်သွားပါပြီ။ အဲ့တော့ရဲတွေဟာဒီအိမ်ဟာဘသူနာမည်နဲ့ငါးဟာလဲဒီအိမ်မှာဘသူနေတာလဲဆိုတာကိုသူတို့ဟာဒီအိမ်တိုက်ရဲ့ပေါ့နော်ကွန်ဒိုရဲ့မန်နေဂျမန့်နဲ့တွားပြီးတော့တွေ့ပြီးတော့အချက်လက်တွေယူခဲ့တယ်ဒီအိမ်ကိုငှားထားတဲ့သူဟာဂျက်ဆင်ချန်လို့ခေါ်တဲ့သူဒီဖုန်းထဲမှာလဲမိနစ်80ကျော်ဖုန်းပြောထားပြီးတော့တကယ်လည်းလိန်ခဲ့တဲ့ကောင်လေးကအခန်းဆိုတာကိုသူတို့သိလိုက်ရတယ်အဲ့ဒီအပြင်ကိုဒီ ိတ်ခမ်းထဲကိုရှာဖွေတဲ့အခါမှာဒီလိုချိုးစားအုပ်ဒီဘာတွေမှာရေးထားတဲ့နာမည်တွေဘာတွေကိုကြည့်တော့လဲဒါ Jackson Chan ရဲ့အခမ်းဖြစ်ကြောင်းသိရတယ်ပေါ့နော်။နောက်ရဲတွေရဲ့စစ်စေးချက်အရာအဲ့ဒီရဲ့အိမ်မှာနည်းနည်းရံဖြစ်တယ်လို့အကျန်းဖက်အကျန်းဖက်ခံထားတဲ့ပုံစံမျိုးတွေလည်းတွေ့ရတယ်။အဲ့တော့ရဲတွေဟာဒီအိမ်ပတ်ဝန်းကျင်မှာရှိတဲ့ CCTV တွေနောက်ပြီးလို့ရှိရင်တကယ်တမ်းကားကတွေ့တာတခြားမြို့ ဒီမျိုးရဲ့တခြားကွန်ဒိုတစ်ခုမှာဂျက်စမင်ရဲ့ကားကိုတွေ့တာဂျက်စမင်သေဆုံးထားတယ်လို့ထင်ရတာဒီအခုလက်ရှိကွန်ဒိုမှာတွေ့တာဖြစ်တဲ့ကြောင့်မလို့ဒီဂျက်စမင်ရဲ့ကားကဘလို့ရောက်သွားတာလဲဂျက်စမင်ကဘယ်အချိန်ဒီရောက်လာတာလဲစသဖြင့်အဲ့အရာတွေကိုစုံစမ်းမှုအတွက်ကိုရဲရဒီတိုက်ရဲ့ CCTV မှတ်တမ်းနေဒီလမ်းတစ်လျှောက်မှာရှိတဲ့ဒီ traffic ကင်မရာတွေကမှတ်တမ်းနေနောက်ပြီးလို့ရှိရင်ကြားကားသွားရက်ထားတဲ့ကွန်ဒိုရဲ့ CCTV မှတ်တမ်းနေအကုန်လုံးကိုပါသူကယူပြီးတော့စစ်ဆေးခဲ့တယ်အဲ့လိုစစ်ဆေးခဲ့တဲ့အခါမှာဆိုလို့ရှိရင် 22ရက်နေ့လောကညာ10နာရီခွဲ17နာရီလောက်ကြာမှသာလင်ဂျက်စမင်ရဲ့ကားကိုဒီဂျေဆန်နေတဲ့တိုက်ရဲ့ကားပါကင်ထဲကိုဝင်လာတာကိုတွေ့ခဲ့ရတယ်ပြီးတော့နောက်တစ်ရက်ည7နာရီခွဲလောက်မှာဂျက်စမင်ရဲ့ကားထဲကိုဒီလိုဟူဒီအဖြူရောင်ဝတ်ထားတဲ့လူတစ်ယောက်ကမောင်းပြီးတော့ဒီဒီပေါ်တော့ဂျေဆန်ရဲ့ဒီတိုက်ရဲ့ကားပါကင်ကနေမောင်းထွက်သွားတာကိုလည်းဒီ CCTV မှတ်တမ်းနေထဲမှာမြင်ရတယ်ပေါ့နော် ဂျေဆင်ရဲ့အပါမန့်ကနေမောင်းထွက်သွားပြီးတော့မှဒီကားကိုနောက်ဆုံးတွေ့ခဲ့တဲ့နေရာမှာသွားရက်ထားတာကိုတွေ့ရတယ်။နောက်ပြီးတော့မကြခင်မှာပဲတက္ကစီတစ်စီးကနေပြီးတော့ဒီဂျေဆင်ရဲ့ဒီတိုက်ရဲ့အောက်ကိုရက်လာတာကိုတွေ့ရတယ်။ ခေါင်းစွပ်အဖြူရောင်ဝတ်ထားတဲ့ကောင်လေးတယောက်ကကားပေါ်ကဆင်းလာတာကိုတွေ့ရတယ်။အဲ့တော့ရဲတွေကဘာကိုသုံးသက်လဲဆိုလို့ရှိရင် Jason ကဒီလိုပေါ့နော် Jasmine ရဲ့ကားကိုမောင်းသွားတယ်။မောင်းပြီးတော့သွားပြီးတော့တခြားကွန်တိုရဲ့ကားပါကင်မှာသွားဆွန့်ပစ်ထားတယ်။ဖြစ်ထားပြီးတဲ့အခါမှာတစီစီးပြီးတော့မှသူ့အိမ်ကိုပြန်လာတယ်လို့သိရတယ်ပေါ့နော်။အဲ့ဒီနောက်မှာလဲသူဟာဒီလိုမျိုးစူပါမားကတ်တွေကိုသွားပြီးတော့ဒီတန့်ရှင်ပစ္စည်းတွေဒီလိုမျိုးပေါ့နော်။ဒီဘာလဲအမိုက်အိတ်အကြီးတွေကိုသွားပြီးတော့ဝယ်ခဲ့တယ်။ခဏခဏဝင်လိုက်ထွက်လိုက်နဲ့ပစ္စည်းတွေတော်တော်ဝယ်နေတာကိုလဲ record ထဲမှာတွေ့ရတယ်။ ယ်။အဲ့ဒီ CCTV ပေါ့နော်ဒီလို shopping center တွေမှာသူဝယ်နေတဲ့ဈေးဝယ်နေတဲ့ပုံတွေနောက်ပြီးလို့ရှင်သူဝတ်ထားတဲ့အဝတ်အစားတွေသူဝတ်ထားတဲ့ဖက်နှက်အယောင်တွေအကုန်လုံးကိုလည်းရှင်းရှင်းလင်းလင်း record တွေမှာမြင်ရတယ်ပေါ့နော်။အဲ23ရက်နေ့ညနေ6နာရီလောက်မှာတော့ဒီ Jason ဟာ luggage ပေါ့နော်ခရီးဆောင်အိတ်အကြီးကိုလေးလေးပင်ပင်နဲ့ဆွဲပြီးတော့ကားပါကင်ထဲကိုဆွဲသွားတယ်ဆိုတဲ့မြင်ကွင်းတစ်ခုကိုလည်းတွေ့ရပါတယ်။အဲ့လိုတွေ့လိုက်ရပြီးတဲ့အခါမှာ ဒီသူ့ရဲ့ကားလေးဟာမောင်းပြီးတော့ကားပါကင်ထဲကမောင်းထွက်သွားတာကိုတွေ့ရတယ်။အဲ့တော့ရဲတွေကဒါကိုကြည့်တော့ဘယ်လိုသုံးသပ်လဲဆိုလို့ရှိရင် Jasmine ကိုဒီခီးဆောင်အိမ်ထဲမှာထည့်သွားတယ်။ထည့်ပြီးတဲ့အခါမှာသူ့ကားနဲ့တနေရာမှာသွားဆွန့်ပစ်လိုက်တာဖြစ်မယ်ဆိုပြီးတော့ သူကထင်ကြရတယ်ပေါ့နော်အဘမ်ဘာလာ29ရက်နေ့မှာတော့ Jason ကိုသူ့ရဲ့မိဘတွေနေတဲ့အိမ်မှာပဲတွားပြီးတော့ဖမ်းခဲ့ရတယ်ပေါ့နော်အဲ့လိုရဲတွေကတကားခောက်တဲ့အခါမှာသူ့အမေကတကားလာဖွင့်နေ Jason နဲ့တွေ့ကြလို့ပါဆိုတော့ Jason ကိုအင်ဂျင်ကိုခေါ်ပြီးစကားပြောတယ်ပြောတဲ့အခါမှာမင်းကိုငါတို့ပေါ့နော်စစ်ဆေးစရာရှိတယ်အဲ့ဒါကြောင့်မင်းကိုငါတို့တွေ Yes Care ကိုခေါ်သွားမယ်အဲ့တော့မင်းဟိုဘက်လှည့်ပါ Let take ခတ်ပြီးတော့ခေါ်သွားမှရမယ်လို့ပြောတယ်အဲ့ခါမှာ Jason ကမင်းတို့မှာငါ့ကိုဖမ်းဖို့ဝရမ်းရှိပြီလားငါရဲ့အိမ်ကိုစစ်ဆေးဖို့ဝရမ်းရှိပြီလားလို့မင်းရဲရာငါတို့မှာစားစရာတွေအကုန်လုံးရှိပြီလား ာငါတို့ရဲ့တောင်းဆိုမှုကိုကြီးကြီးသားသားလိုက်ပြီးလုပ်ပေးပါလို့ပြောတယ်အဲ့တော့ဂျေဆန်ကိုရက်စကန်ခေါ်လာတယ်ပြီးတဲ့အခါမှာသူတို့ဟာအိမ်ဝင်ဝင်ပြီးစစ်ဆေးခဲ့တယ်အဲ့လိုအိမ်ဝင်ဝင်ပြီးစစ်ဆေးတဲ့အခါမှာဆိုရင်လဲဂျေဆန်နေတဲ့အခန်းထဲမှာဆိုလို့ရှိရင်ဂျေဆန်ရဲ့လွယ်အိတ်ကိုတွေ့တယ်အဲ့လွယ်အိတ်ထဲမှာဆိုရင်ဂျေဆန်ကနေပြီးတော့ဒီရဲတွေဟာတစ်ချိန်ချိန်ကြောက်လို့ရှိရင်သူ့စီကိုရောက်လာမှာပဲရောက်လာလို့ရှိရင်သူဘာကြီးပြောရင်ကောင်းမလဲဆိုတာကိုဒီတေးပလန်ချထားတဲ့ ဒီလိုပေါ့နော် post it note ပတ်လေးတွေ့တယ်ပေါ့နော်အဲ့မှာဆိုရင်တခုမှဆိုရင် Jasmine နဲ့သူနေရ16ရက်နေကမှနောက်ဆုံးတွေ့ခဲ့တယ်22ရက်နေလောက်မှ mini အိမ်နှင်းငယ်စကားပြောတယ် Jasmine ကအဲ့ပေါ့နော်စိတ်တိုတက်တယ်အရက်ဆွဲနေတယ်သူပြီးရင်အိမ်ကလည်းခဏခဏထွက်ပြေးတတ်တယ်သူအိမ်နဲ့လည်းအဆင်မပြေသူစသဖြင့်ပေါ့နော်ဒီလိုမျိုးသူဟာ story လုပ်ပြီးပြောဖို့အတွက်ကိုသူဒီလိုမျိုး detail ချရေးထားရဲဆိုတာလည်းတွေ့ရတယ်အဲ့တော့သူ့ကို yes count ကိုခေါ်သွားတယ်ခေါ်သွားပြီးတဲ့အခါမှာဒီ Jasmine ရဲ့ခန္ဓာကိုယ်ဘာမှရှိလဲဘာလဲမေးတယ်မေးတဲ့အခါမှာသူကဘယ်နေ ရာမှာစွန့်ပစ်ခဲ့တယ်ဘာညာဆိုတော့ပြောပြရဲသူစွန့်ပစ်ခဲ့တဲ့နေရာဟာဒီမြစ်တစ်ခုနားမှာဖောက်ထားတဲ့လမ်းအဲ့လမ်းပေါ်မှာမတနေရာမှာသူဟာဒီ luggage ကိုသွားပြီးစွန့်ပစ်ခဲ့တာပါလို့ပြောရဲရဲကြီးဟာသူပြောတဲ့လမ်းတစ်လျှောက်ကိုဒီလိုမျိုးပတ်ပြီးတော့ရှာတဲ့အခါမှာသူတို့ဒီ CCTV မှတ်တမ်းထဲမှာတွေ့ထားတဲ့ luggage အကြီးကြီးကိုတကယ်ကိုဒီချောင်းရဲ့အဆက်လေးမှာတင်နေတာကိုတွေ့ရပါတယ်။အဲ့တော့ရဲတွေကအဲ့ luggage ကိုဆွဲတင်ပြီးတော့သူတို့တွေဖြန့်ချလိုက်တဲ့အခါမှာဒီလိုမျိုးအမိုက်အိတ်နဲ့သုံးထပ်တိတိပတ်ထားပြီးတော့ဒီလို ဓာတ်တန်ရတဲ့အမြောက်အများနဲ့တည်ဆုံးနေတဲ့ Jasmine ကိုတွေ့ရပါတယ်။ Jasmine ရဲ့ခန္ဓာကိုယ်မှာဆိုလို့ရှိရင်ဓာတ်တန်ရဟာအချက်60ကျော်ရှိတယ်လို့သိရပါတယ်။ပြီးတော့ဓာတ်တန်ရတဲ့အကုန်လုံးအားဒီလိုမျိုးခန္ဓာကိုယ်ရဲ့ဘယ်ဘက်တစ်ချမ်းထဲမှာပဲစုပြုံပြီးရှိပြီးညာဘက်မှာ တန်ရာတွေဟာမရှိဘူးပေါ့နော်။အော်နောက်တစ်ချက်ကကြတော့ Jasmine ရဲ့ Bebe လက်နဲ့ Bebe ဒီလိုပေါ့နော်ခြေချင်းဝတ်နဲ့ကိုတွဲပြီးတော့ဒီလိုလက်ထိတ်ခတ်ထားတယ်။သူတုံးထားတဲ့လက်ထိတ်ကဒီလိုရဲရဲတုံးတဲ့လက်ထိတ်မျိုးမဟုတ်ဘူး။အလဲရကျိုးဟာပိုရှိတယ်ပေါ့နော်။နောက်ပြင်ဒီညာဘက်ဒီလက်အဲဒါအောင်စစ်နေရာနဲ့ညာဘက်ခြေချင်းဝတ်နဲ့ကိုလုံးဝ လက်ထိတ်ခတ်ထားတယ်။ Jasmine ဟာထွက်ပြေးလို့မရဘူးပြီးတော့သူဒီလိုမျိုးကွေးကွေးလေးပေါ့နော်ဒီလိုမျိုးလက်နဲ့ချောင်းနဲ့ကိုတွဲပြီးတော့ခတ်ထားတာဖြစ်ကြမှာသူအဲ့လိုကွေးကွေးလေးနေနေရတဲ့အချိန်မှာမှဒီသူ့ရဲ့ဒီခန္ဓာကိုယ်ဘယ်ဘက်အချောင်းအမဲဓာတ်ရည်အများကြီးနဲ့ထိုးပြီးတတ်ထားရလို့ သိရတယ်ပေါ့နော်အဲ့တော့ Jasmine ရဲ့ခန္ဓာကိုယ်ကိုရှာဖွေတွေ့ရှိတဲ့နေရာဆိုလို့ရှိရင်ဒီဇင်ဘာလ1ရက်နေ့2022ခုနှစ်ဖြစ်ပါတယ် January လ2023ခုနှစ်မှာဆိုလို့ရှိရင်တော့ Jason ကိုစပြီးတော့ရုံးတင်ပြီးစစ်ဆေးခဲ့တယ်တက်တေဒီပေါ့နော်သူနေတဲ့တိုက်ခန်းရဲ့ဘေးအခန်းနေရာတက်တေထွက်ဆိုပေးတာကြီးလည်းအများကြီးရှိခဲ့တယ်ဘေးအင်ကအခန်းအားဆိုလို့ရှိရင်အဲ့ကောင်မလေးကဘာကြီးတက်တေထွက်ဆိုပေးခဲ့လဲဆိုရင်နှစ်နာရီ10မိနစ်ဝန်းကျင်လောက်မှာ order အကျဲကြီးကြားတယ်ပေါ့နော်အဲ့ order ကလည်းအမျိုးသမီးတစ်ယောက်ရဲ့ order ကိုကြားပြီးတော့သူနိုးလာတယ်ပေါ့ ဲ့တော့သူကရုံရင်းဆန်ခတ်ဖြစ်တဲ့အတန်နေအော်တန်နေကြားလို့သူရဲတိုင်မှုအတွက်ကိုဖုန်းကိုလှမ်းယူပြီးတော့ကြီးလိုက်လို့သူဟာအချိန်ကိုအတိအကျမှတ်မိနေတာပါလို့ပြောတယ်ဒါပေမဲ့ခဏနေတော့အတန်နေကတိတ်သွားတဲ့အကြောင်းမလို့ဒါချင်းချင်းရံဖြစ်ပြီးပြီးသွားပြီထင်ပြီးသူရဲဆက်မတိုင်ခဲ့ဘူးပေါ့နော်ပြီးတော့သူဒီလိုမျိုးနိုးနေတဲ့အချိန်တွင်မှာသူကြားလိုက်တာကဒီလိုခြေတန်နေပေါ့နော်ဒီလိုမျိုးသူတို့နှစ်ခန်းဘေးချင်းကရဲ့အခန်းဆိုတဲ့အခါကျတော့အိတ်ခန်းထဲကနေပြီးတော့ဒီလို brim တကားပေါက်စီကိုပြစ်ထွက်သွားတယ်လို့ထင်ရတယ်ခြေတန်နေကြရတယ်ခြေတန်နေရလဲတယောက်တည်းခြေတန်မဟုတ်ပဲနဲ့အဲ့လိုပေါ့နော်တယောက်ကအရှိရပြေးပြီးနောက်ကလိုက်တယ်ဆိုတော့ခြေတန်မျိုးကြားရပါတယ်ဆိုပြီးထွက်ဆိုပေးခဲ့တယ်အဲ့တော့ဒီ ဒီကောင်မလေးနိုးတယ်ဆိုတဲ့အချိန်အော်တန်ကြားလို့နိုးတယ်ဆိုနိုးတယ်ဆိုတဲ့နှစ်နာရီ30မိနစ်လောက်နဲ့သူ့အမေကိုဂျက်စမင်ကနေပြီးတော့ location ပို့ခဲ့တဲ့နှစ်နာရီ18မိနစ်ဆိုတဲ့ဟာနဲ့ကတကယ်တော့9မိနစ်10မိနစ်လောက်ပဲကြာတယ်အဲ့တော့သဘောကသူတွေစပြီးတော့ရန်နေဖြစ်ကြတယ်အကျန်းဖတ်မှုတွေဖြစ်တယ်အဲ့ချိန်မှာဂျက်စမင်ကသူ့ရဲ့အမေကိုအကူအညီတောင်းဖို့သူ့ဘယ်မှာရှိနေလဲဆိုတာကို location ပို့လိုက်တယ်ပေါ့နော်ဘာဖြစ်နေလဲဘာတွေကြုံတွေ့နေရလဲဆိုတာကိုစကားတွေအတန်နေမပို့နိုင်တဲ့အချိန်မှာပဲသူ့ရဲ့ဘဝကိုအဆုံးသတ် ဒါမှမဟုတ်သူဘာမှခုခံလို့မရအောင်ထိ ंछ ုပ်ခံလိုက်ရတယ်ပေါ့နော်သူရိုက်နှက်ပြီးတော့လက်ထိပ်တွေခတ်လိုက်လို့သူ့မှာဘာမှမခုခံနိုင်ဘူးဘသူ့မှာလည်းအကူအညီမတောင်းနိုင်တော့ဘဲနဲ့အိမ်နေအိမ်ညမှာအသက်ခံလိုက်ရတယ်လို့မှုလိုက်ရှိနေတဲ့ရုံးမှာ တင်သွင်းပြီးတော့ဒီလိုမျိုးအပြစ်ပေးဖို့အတွက်ကိုတောင်းဆိုခဲ့တယ်။ဂျေဆင်ဘက်ကရှိနေတဲ့ကလည်းဒီလိုမျိုးသူတို့ဘက်ကစပြီးတော့ခုခံတဲ့အခါမှာဂျေဆင်ကမတက်ပါဘူးလို့ဘယ်လိုမှမခုခံဘူး။ဘာလို့လဲဆိုတော့အရန်ရှင်းတဲ့ဂျေဆင်အိမ်မှာတက်ခံခဲ့ရတာဂျေဆင်ကပဲဒီ luggage ကိုဆွဲထုတ်သွားတာအကုန်လုံး CCTV မှတ်တမ်းတွေအရရဲတွေမှာရှိထားပြီးဖြစ်တဲ့ကြောင့်မို့ဒါကမတက်ပါဘူးလို့တော့သူကမငြင်ဘူး။ဒါပေမဲ့ဂျေဆင်ကို Jasmine ကစိတ်ဆိုးအောင်လုပ်တယ်။ ရန်နေဖြစ်တဲ့အခါမှာသူအရန်စိတ်လွတ်သွားပြီးတော့ဒီလိုပြောမလဲစိတ်မထိန်နိုင်ပဲတတ်လိုက်မိတာပါဆိုပြီးတော့ခြေပပြောဆိုတယ်တကယ်လို့သာကြိုတင်ကြံစီတက်ဖြတ်မှုသာဆိုလို့ရှိရင်သူဟာတေတန်ကြမှတ်နိုင်တယ်တကယ်လို့ကြိုတင်ကြံစီတာမဟုတ်ပဲနဲ့ဒေါသအလျောက်တတ်လိုက်မိတာပါဆိုရင် ထောင်နဲ့တသက်တကြုံမဲ့ကြနိုင်တယ်ပေါ့နော်ကံကောင်းလို့ရှိရင်တော့မပရိုးတွေပိုင်းနဲ့လွတ်နိုင်တယ်ဆိုတော့အဲ့ဒါကိုစပြီးတော့တိုက်ခိုက်တယ်အဲ့ဒီအပြင်ကိုသူကဘာလဲဆိုလို့ရှိရင်ရဲတွေရောက်မလာခင်မှာဒီ Jasmine ရဲ့အမေကဒီအိမ်ထဲကိုဝင်ပြီးတော့တက်တေအတူတွေထဲထား ာဖြစ်နိုင်ပါတယ်ဆိုပြီးတော့တော့မှဒီလိုမျိုးတိုက်ခိုက်ခုခံပြောဆိုရတယ်ပါလုပ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ဘလို့ပဲခုခံပြောဆိုပါလေလေဘလို့ပဲရှောက်ထားရှောက်ထားပေါ့နော်ဒီဂျူရီတွေအားလုံးကတော့ဒီအမှုဟာအရန်ရဲဆက်ဆက်တက်ဖြတ်ခဲ့တယ်နောက်ပြီးလို့ရှိရင်ဘာကြောင့်တက်တယ်ဆိုတာတော့မှလုံးဝဝန်မခံဘဲနဲ့အเจ้าအင်းကိုလုံးဝမပြောသွားဘူးဒါပေမဲ့တတ်ထားတဲ့ပုံစံအရန်ရဲဆက်တယ်ဟိုလက်ထိတ်တွေလည်းခတ်ထားတယ်အချက်60ကျော်ကလည်းထိုးထားတယ်ပေါ့နော်ဒီလိုဒေါသအလျောက်ဆိုရင်အချက်60ကျော်ထိုးစရာမလိုဘူးပေါ့ ပြီးလို့ရှိရင်သူ့မှာဒီလိုကြိုတင်ကြံစီထားလို့ဒါဒီလိုမျိုးလက်ထိတ်တွေစသဖြင့်ကြိုပြီးတော့ရှိနေတယ်။နောက်ပြီးလို့ရှိရင်ဒီ CCTV မှတ်တမ်းတွေအရာဒီလိုလူသက်ပြည့်တဲ့အချိန်မှာသူ့ရဲ့သွားလာလှုပ်ရှားတဲ့ပုံဟာအရန်သွေးအေးလွန်းနေအဲ့ဒါကြောင့်မလို့ဒါတွေအလုံးကိုထည့်အတွက်ပြီးတဲ့အခါမှာသူ့ကိုထောင်နှန်းတသက်တကြွန်ကြခဲ့တယ်။အဲ့လိုထောင်နဲ့တသက်တကြွန်ကြတဲ့အချိန်မှာဆိုလို့ရှိရင်သူတို့ကဆုံးဖြတ်ရတယ်ပေါ့နော်။ Now possibility of parole ရမရပေါ့။နောက်ဆုံးထားပါတော့သူတို့ ထောင်နံပြည့်သွားတဲ့အခါမှာထားပါ25နှစ်ဆို25နှစ်250ဆို250ထောင်နံပြည့်သွားပြီးတဲ့အခါမှာလွင့်ငင်းချမ်းသာ권ရမရအဲရမရကိုဂျူရီယာထပ်ပြီးဆုံးဖြတ်တယ်အဲ့လိုဆုံးဖြတ်မယ်ဆိုတဲ့အခါမှာဒီဂျေဆင်ရဲ့အမေဟာပေါ့နော်သူကငိုယိုပြီးတော့တောင်းပန်တယ်ပေါ့နော် မိဘတွေကတော့ဗောနောကိုသားသမီးကိုအကုန်လုံးအကောင်းမဲမြင်တာဗောနောသူကငါသားလူကောင်းလေးပါငါသားလိန်မာတဲ့သားလေးပါဗောဘသူ့ဟိုမှဒီလိုနာကျင်အောင်လုပ်မဲ့လူမျိုးမဟုတ်ပါဘူးဗောအဲ့တော့တောင်းပန်ပါတယ်ဗောငါသားကိုတစ်ချိန်ချိန်မှာအိမ်ပြန်လာပြီးသူ့ဘဝကိုရှေ့ဆက်ခွင့်ပေးပါဆိုပြီးငိုယိုပြီးတောင်းပန်တယ် He is a very good child. He is not a bad person. I pray that the judge and jury will give him a chance so that he can go home and restart his life. <laughs> သူ့ကိုလိုက်ပေးတဲ့ရှေ့နေရလဲဟိုပေါ့နော်ဂျေဆင်ဟာအမားတွေလုတ်ခဲ့တဲ့အပြစ်တွေလုတ်ခဲ့တယ်ဒါပေမဲ့သူ့ကို250လောက်ထောင်ထဲမှာချပီးရင်တော့အသက်80ကျော်အရွယ်ကြရင်တော့သူ့ကိုလွတ်ငင်းချမ်းသာခွင့်နဲ့အပြစ်မှာနေထိုင်ခွင့်ပေးပါဆိုပြီးလျှောက်ထားခဲ့တယ်ဒါပေမဲ့လည်းဂျူရီတွေဟာဂျေဆင်ရဲ့တပ်ဖြတ်ပုံစွန့်ပစ်ပုံတွေရဲ့ရက်စက်မှုတွေကြောင့်မလို့နောက်ဆုံးမှာတော့သူ့ကိုလွတ်ငင်းချမ်းသာခွင့်မရှိ ပရိုးလျှောက်ခွင့်မရှိစေရအောင်ဆိုပြီးအမိန့်ချမှတ်ခဲ့တဲ့ကြောင့်လို့ဂျေဆင်ဟာမသေးမချင်းထောင်ထဲမှာနေရမှာဖြစ်ပါတယ် အဲ့တော့ဒီအမှုဟာဒီမှာပြီးသွားပြီပေါ့နော်ဒါပေမဲ့ဂျေဆင်ကဘာတွေဘာကြောင့်မလို့ဂျက်စမင်ကိုဒီလောက်ရဲရဲစက်စက်တတ်လိုက်တာလဲဘယ်အရာတွေကသူ့ကိုဒီလောက်ထိရဲရဲစက်စက်တတ်ဖို့တွန်းအားပေးလိုက်တာလဲဒါမှမဟုတ်လို့ရှိရင် तू ဟာအရင်ရင်တော့ကလည်းလူသက်ဖူတယ်လူသက်မားတယောက်များဖြစ်မလားပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ तू လုတ်ပုံကြိုက်ပုံတွေဟာသွေးအေးလွန်းနေပေါ့နော်ကဲလို့ဒါဂျက်စမင်ကလည်းဒီလိုပေါ့နော် location ကိုဒါမပို့နိုင်ခင်ဂျက်စမင်အမေတွေအဖေတွေကလည်း လူပြောင်းမှုရိုးရိုးလေးနဲ့ရဲတွေအချိန်ဆွဲတာအယူလက်ခံပြီးတော့ဟိုဒီတိုင်းလေးပဲနင်းနေခဲ့မယ်ပြန်လာဖို့စောင့်မျှော်နေခဲ့မယ်ဆိုရင် Jasmine ရဲ့အမှုကလည်းအမှုမှန်ပေါ်ဖို့ကမဖြစ်နိုင်ဘူးပေါ့နော်တအားကြတော့မှတိမှာတကယ်တမ်းအခု case ကအမှုမှန်ပေါ်သွားရဲဆိုတာ Jasmine ရဲ့ ီလိုမျိုးသူ့ရဲ့နောက်ဆုံးအချိန်မှာ location ပို့နိုင်မှုနဲ့သူ့ရဲ့အမေရဲ့အဖေရဲ့အစွမ်းကုန်စူးစမ်းမှုကြောင့်တာအမှုမှန်ပေါ်သွားတာဖြစ်တယ်ပေါ့နော်အဲ့တော့နားဆင်နေသူတော့ဘလို့ထင်လဲဘာကြောင့်ခြေစင်းရတက်တာလို့ထင်လဲစူဇန်ထင်တယ်လို့ပဲသူဟာတကယ်ကိုရရဆက်ဆက်လူတက်ရတာကိုဝါသနာပါတဲ့သူဒါမျိုးတွေလည်းလုံရင်လုတ်ဖူးလိမ့်မယ်လို့ထင်လားပေါ့နော်ထင်ထင်ချက်တွေကိုစူဇန်ကိုပြောပြခဲ့ပေးပါအောင်နားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်စူဇန်တို့နောက်တင်တဲ့ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်တတ